မင်္ဂလာပါခင်ဗျ MM Thinker YouTube Channel ရဲ့နေ့စဉ်မိုးလေးဝါသတရင်းနေတဲ့သုံးသက်ချက်တွေကိုအခြေခံပြီးနည်းနည်းနဲ့ဆွေးနွေးသွားမယ့်အစီအစဉ်ကလေးပြန်လည်ကြိုးဆိုလိုက်ပါတယ်မင်္ဂလာပါရှင်ဒီနေ့ကတော့ဒီဇင်ဘာလ3ရက်နေ့အထက်မိုးလေးဝါသခံမှန်းချက်တွေနဲ့ဆက်ဆက်အကြောင်းအရာတွေကိုအဓိကထားပြီးဆွေးနွေးသွားမှာပါဟုတ်ကဲ့ပါဒီနေ့ကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာတွေကတော်တော်လေးစုံတယ်ဗျာပင်လယ်ပြင်မှာလှုပ်ရှားနေတဲ့မုန်တိုင်းတွေရဲ့အခြေအနေဟင်ပြီးတော့လာနီညာကြောင့်ပိုအေးလာမယ့်ဆောင်းရာသီအထက်ပင်စင်စရာတွေ ောက်ပြီးတော့လေမနေ့ကပဲစွန့်ကင်မျိုးနာမှာငလေးလေးတကူလုတ်သွားတယ်ဆိုတော့ဟုတ်ပါတယ်အင်အားလီးသမတ်တက်လို့ရှိတယ်နော်ဟုတ်တယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြန်မာနိုင်ငံရဲ့ငလင်အန်ဒီရဲ့အကြောင်းကိုပါဆက်ဆက်ပြီးတုံ့တက်သွားခြင်းပါတယ်ဆိုတော့ဒီအကြောင်းအရာဒီအလုံးကိုခြုံကြည့်လိုက်ရင်ကျွန်တော်တို့နေထိုင်ရာကဘာကြီးရဲ့အပေါ်ရောအောက်မှာဖြစ်နေတဲ့တဘာဝတရားတွေကိုဘလို့ဖြင်းစင်ရမမလဲဆိုတဲ့အချက်ပဲဖြစ်နေတာပေါ့ဟုတ်ပါတယ်ရှင် ဒီနေ့ဆွေးနွေးမှုကိုအလွာသုံးလွာတဲ့တင်စားလို့ရမယ်ထင်တယ်ပထမဆုံးကအပေါ်ဆုံးအလွာဖြစ်တဲ့မိုးလေးဝတ်တော့ဟုတ်ကဲ့ဒုတိယကမြေကြီးအောက်ကဘူမီပဲတော့နောက်ဆုံးကတော့အရေးကြီးဆုံးဖြစ်တဲ့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုဆိုတဲ့အလွာတွေပါပဲဒီသုံးခုလုံးထံကြိုတင်ပြင်ဆင်ထားခြင်းကအကောင်းဆုံးကာကွယ်မှုပါပဲရှင်။အရန်ကောင်းတဲ့အဖွင့်စကားပါပဲ။ဒါဆိုပထမဆုံးအလွာချစ်တဲ့မိုလီဝတ်တန်နဲ့ဆက်လိုက်ကြရအောင်။ပင်လယ်ပြင်မှာမုန်တိုင်းသုံးခုလောက်ရှိနေတယ်လို့ကြားထားတယ်။ ဟုတ်ကဲ့တောင်တီယိုပင်လယ်ကကိုတိုဖိလစ်ပိုင်ဘက်က Invest 93W နဲ့ကျွန်တော်တို့နဲ့အနီးဆုံးဘင်္ဂလားပင်လယ်အော်ကဒီထွာဒီကောင်းတဲ့အခြေအနေကအင်းဆိုရင်စရှိနေလားခင်ဗျာရတဲ့အနေထားမှာရှိပါတယ်ရှင်။ဩတော်ရတာပေါ့တောင်ရီယိုပင်လယ်ကတိုင်ပေါ်မုန်တိုင်းကိုတိုးကအခုဆိုရင်အပူပိုင်းမုန်တိုင်းအဖြစ်အာရော်သွားပါပြီ။ဟုတ်လား။ဟုတ်ပါတယ်။ဒီညပိုင်းလောက်မှပြည်နယ်ကမ်းခြေနားမှာပဲလေးပွေလိုက်ရဖြစ်နေအားပြော့ပြီးပြည့်ပြည့်သွားတော့မှာပါ။ ဖိလစ်ပိုင်ရှေ့ဘက်က invest 93w ကလည်းအခြေအနေတွေ့မကောင်းတော့ဘူး cyclone fit နိုင်ခြေမရှိတော့ပါဘူးဒါဆိုရင်အဓိကစောင့်ကြည့်ရမှာကဘင်္ဂလားဖိနန်အော်ထဲကဒီဝပေါ့နော်သူ့ရဲ့ခြေနေကတော့ဘယ်လိုရှိပါသလဲဒီဝကလည်းအားလျော်သွားပါပြီသူကလေအိန္ဒိယနိုင်ငံတမင်နာဒူကမ်းခြေဘက်ကိုပဲဥတီနေတာပါအော်ကျွန်တော်ရဲ့ဘက်ကမဟုတ်ဘူးပေါ့ဟုတ်ပါတယ် မြန်မာနိုင်ငံဘက်ကလုံးဝဥတီမဲ့အခြေအနေမရှိတဲ့အတွက် မိုးစလာအဝါရောင်အဆင့်ပဲထပ်မထားပါဗျ။ဟုတ်ကဲ့။နောက်ဆုံးတိုင်းတော်ချက်အရကိုကိုကျွန်းရဲ့အနောက်ဘက်ရေမိုင်းခုနရခွန်ဆစ်လောက်မှရှိနေပြီးတဖြည်းဖြည်းအပြော့သွားတော့မှာပါ။ဒါကြောင့်ပင်လယ်ပင်လောလာမဲ့မုန်တိုင်းအန္တရာယ်ကတော့လောလောဆယ်မှာလုံးဝမရှိဘူးလို့ပြောလို့ရပါတယ်ရှင်။ပင်လယ်ပင်ကအန္တရာယ်ကြီးတယ်ဆိုတော့တော်သေးတာပေါ့။ဒါပေမဲ့ပြည်တွင်းမှာလာလာနေရရဲ့အဲအဲတန်ကိုအောင်လို့ခန်းစားနေရပြီ။ဒီနေ့ဆောင်ကတော်တော်လေးဟိုထူးထူးချာချာအေးမယ်လို့ပြောနေကြတယ်။ ဟုတ်ပါတယ်ဒီဇင်ဘာ3ရက်နဲ့နောက်ရက်တွေအတွက်အခြေအနေကဘယ်လိုရှိမလဲခင်ဗျာဟုတ်ကဲ့လာနီယာရဲ့အရှင်ကတော့အပြေအဝရောက်နေပါပြီဒီနေ့အတွက်ဆိုရင်စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာမိုးနဲ့နဲ့ပပရွာနိုင်ပေမဲ့ဩမိုးရွာနိုင်သေးတာကိုဟုတ်ကဲ့နေရာကွက်ကြားလော့ပါပဲကျန်တဲ့ရန်ကုန်မန္တလေးနေပြည်တော်လုံးမြို့ကြီးတွေအပါပဲနေရာအများစုကတော့တိုက်ရပါမယ်အင်းအဓိကတတိထရမှာကညအပူချိန်မှာ လာမယ့်နှစ်ညလောက်တည်းနေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးအယောက်ဒီချင်းတဲ့ချင်းမင်းတွေမှာညဖူချိန်တွေကပုံမှန်ထက်ရောက်နေနေအောင်ပါပါဥမာနင်းနဲ့ပဲဘဲခူးတိုင်းကိုကြည့်ရအောင်တောင်ငူမှာညဘူးချိန်15ဒီဂရီစင်တီဂရိတ်ရွှေချင်းမှာ16ပြီးမှာ19ဆိုတော့ဒီအဘူးချိန်တွေကအဲ့ဒီဒေတာကလူတွေတော့ဘလောက်အထိ အေးတယ်လို့ခန်းစားရမယ့်အခြေအနေမျိုးလဲတောင်ပေါ်ဒေတာမဟုတ်တဲ့မြေပြန်ဒေတာတစ်ခုတွေ့ 15ဒီဂရီစင်တီဂရိတ်ဆိုတော့ကတော်တော်လေးအေးတဲ့အချိန်ဒီမှာရှင်ဟုတ်ကဲ့အထူးသဖြင့်ညာဘက်နဲ့မနက်စောစောတွေမှာလေအနှွေးထည်ထူးထူးမပါပဲအပြင်ထွက်ဖို့မလွဲတဲ့အေးအေးမျိုးပါဒီဇင်ဘာ၄ရက်နောက်ပိုင်းမှာပဲအေးနေနေပြန်ပေါ်လာနိုင်ပါတယ်ဟုတ်ပါပြီနောက်တစ်ခုဘယ်ဟူတိုင်းတို့တလိထားရမှာကလေးထူးညံ့ညမ်းမှုပါ AQI အညွန့်ကင်းက50စင်နာကနေတာတွေ့ရတယ်စင်နာစစ်ဆိုတာကအချင်းဒီဘလိုမျိုးလဲအနီအောင်ဆင့်လား အနီအောင်အဆင့်တော့မဟုတ်သေးပေမဲ့ဒါကထိခိုက်လွယ်တဲ့တွေ့တွေဥမာတက်ရှူလန်းကျောင်းဆိုင်ရာယောဂခန့်ရှိတွေ့တဲ့အတွက်အပြင်းမထွက်တဲ့အခြေအနေကိုပြနေတာပါရှင်။ဟုတ်တတိထားရမယ့်အဆင့်ပေါ့နော်။ဟုတ်ပါတယ်။ဒီလိုအေးရရာဒီဟုတ်တူလေတို့ရေတွေ့လေတိတ်မကောင်းတဲ့အချိန်မှာအသက်အန္တရာယ်အထိဖြစ်စင်နိုင်တဲ့အမားမျိုးတွေမဖြစ်အောင်ဘာဒီကိုအထိကတတိပေးခြင်းပါတယ်။ဒီဆောင်ရည်ဒီမှာအရေးကြီးဆုံးနဲ့အသက်အန္တရာယ်အရှိဆုံးတတိပေးခြင်းတဲ့ချက်ကတော့ကာဗွန်မနိုက်ဆိုက်အဆိပ်တင်မှုပါပဲရှင်။ဟုတ်ကဲ့ ဒါကောနေတိုင်းကြားနေရတာပဲနော်ဟုတ်ပါတယ်ဒါကနေတိုင်းလိုလိုကြားနေရတဲ့ခြေခွဲစရာတည်င်းတွေအဓိကတရားခံမှာအခန်းကိုလုံအောင်ပိတ်ပြီးမီးသွေးမိဖို့နဲ့ဟုတ်တယ်မီးသွေးမိဖို့နဲ့မီးလုံတာကိုလုံဝလုံဝရှောင်ကျင်ရပါမယ်မီးသွေးကထွက်တဲ့ကာဗွန်မနော့ဆိုက်တငွေကအနအယောင်မရှိတဲ့တိတ်တိတ်လေးအသက်သက်တဲ့လူသက်သမားပဲလीဟုတ်တယ်အိပ်ပျော်နေရင်အသက်ဆုံးရှုံးနိုင်တဲ့အထီးအန်တရဲ့အရင်ကြီးပါတယ်မီးလုံမဲ့ဆိုရင်လေးဝေးလေးထွက်ကောင်းတဲ့ နေရာမှာပဲလုံကြဖို့အလီးနတ်တတိပေးကျင်ပါတယ်ရှင်ဟုတ်တယ်ဒါကတကယ်ကိုအရေးကြီးတဲ့အချက်ပဲနောက်ပြီးလူတွေကြားထဲမှာအယူဆမားနေတာလေးတွေလည်းရှိတယ်ထင်တယ်ဥပမာ အရက်တောက်လိုက်ရင်ကိုကပူလာတယ်ဆိုပြီးအရက်တောက်ပြီးနေကြတာမျိုးပေါ့အေးဒါကတော့တကယ်မှန်ကန်တဲ့နီးလန်းလားခင်ဗျာဒါကလုံးဝကိုမာယွန်းပြီးအန်တရကြီးတဲ့ယူဆပါရှင်အရက်တောက်လိုက်ရင်ခဏတာပူသလိုခံစားရတာကအရက်ကြောင့်သွေးကြောတွေကျလာပြီးတော့ အရေးပြားစီကိုတွေးဒီပိုရှန့်စွာစီးဆင်းသွားလို့ဩဒါပေမဲ့အဲ့လိုတွေးကြောကြေသွားတာကခန္ဓာကိုယ်ရဲ့အသွင်းပိုင်းအပူချိန်ကိုပိုပြီးမြင့်မြန်ဆုံးရှုံးစေပါတယ်ဟင်ပြောင်းပြန်ကြည့်ပါလားဟုတ်ပါတယ်ဒါကြောင့်အပြင်မှာအေးနေတဲ့အချိန်အရက်တောက်တာကခဏပဲနှွေးသလိုရှိပြီးနောက်ပိုင်းမှာကိုယ်အပူချိန်ကျဆင်းမှု hypothermia လို့ခေါ်တာပေါ့အဲ့ဒါဖြစ်ပြီးအသက်အန္တရာယ်ရှိနိုင်ပါတယ်ဒါဆိုအကောင်းဆုံးကဘာလုပ်ရမလဲ အကောင်းဆုံးကတော့ရေနွေးများများတောက်တာနဲ့အဝဲအစားကိုအထက်လိုက်ဝတ်ဆင်တာပါပဲဟုတ်ပါပဲဒါဆိုစိုက်ပျိုးရေးနဲ့မွေးမြူရေးဘက်ကိုကြည့်ရင်တော့ဘယ်လိုအကြံပြုချက်တွေရှိမလဲဘယ်ကူတိုင်းကတောင်းတတွေအတွက်အကြံပြုချက်တွေထဲမှာငရုတ်စိုက်တောင်းတတွေနဲ့ငါမွေးမြူရေးတမားတွေအတွက်အချက်တွေတွေ့ရတယ်ဟုတ်ပါတယ်ရှင်ဒီလို AB6 တွေ့တဲ့ຢာတီကမွားပင်ကူနီလိုပိုးမွားလေးကြိုက်တဲ့ຢာတီဥရူပါဟွန်းငရုတ်စိုက်တောင်းတတွေအနေနဲ့အရွက်တွေမှာအဝါရောင်အပြောက်တီတွေ့ရင်သတိချရပါမယ် ။ဒါကိုကောက်ွယ်ဖို့ကပဝင်းကျင်ကိုစီမံခန့်ခွဲတာကအကောင်းဆုံးပါ။စိုက်ခင်းကိုအစိုးရရောက်ဂရုစိုက်တာပေါင်မြက်ရှင်းတာတွေလုပ်ရပါမယ်။ဆေးသုံးမဲ့ဆိုရင်တောင်း sulfur abamectin လို့ဆေးတွေကိုစနစ်ကျကျသုံးဆွဲဖို့လိုပါတယ်ရှင်။ငါးမွေမြူရေးတမားတွေအတွက်ကြောင့်အပူချိန်ကအဓိကကျတယ်လို့ဆိုထားတယ်။ဒီအချက်ကဘာကိုဆုလို့ရလဲခင်ဗျာ။ဒီအချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ရှင်။ဒီဂရီအနှဲငယ်ပြောင်းလဲသွားတာကရေအောက်ကဘာတစ်ခုလုံးရဲ့အဖြူမှုကိုဘလို့ပြောင်းလဲသွားစေလဲဆိုတာကိုပြနေတာပါ။ 哦ဥပမာငားချင်းတွေအတွက်အသင့်တော်ဆုံးအဘူးထင်းက73ကနေ36ဒီဂရီစင်တီဂရိတ်ဟုတ်ကဲ့တီလာဘီယာက73ကနေ39ဒီဂရီစင်တီဂရိတ်လို့ဆိုထားတယ်ရေဘူးချင်းကတရုတ်နဲ့နည်းလေးကျသွားလာနဲ့ငားတွေကလှုပ်ရှားမှုနည်းကွေသွားပြီးအစာစားခြင်းစိတ်လုံးဝမရှိတော့ဘူးအစာမစားတော့ဘူးပေါ့ဟုတ်တယ်ဘာကသူတို့ရဲ့ဇီဝကမတ်စနစ်တခုလုံးကစွိုင်းအင်ထရေဒါဟိုအချက်ပြလိုက်တာပဲဒီအချက်သေးသေးလေးကတော့တောင်တူတရုတ်ရဲ့အကျိုးအမြတ်ကိုထိုက်ရိုက်ထိတ်ခိုက်စေနိုင်ပါတယ်ဟုတ်မှာပဲ ျွန်တော်ရဲ့ Sanerica system တွေကဒီလိုတိမ်မွေ့ရရာသီဥတုပြောင်းလဲမှုတွေနဲ့ဘလောက်တောင်ဆက်စစ်နေလဲဆိုတာကိုပြနေတဲ့တက်သေးပါပဲရှင်။ဒါဆိုရင်ကျွန်တော်တို့ရဲ့အပေါ်ကမိုးလေဝသအခြေအနေတွေကိုပြင်ဆင်ဖို့ဆွေးနွေးပြီးသွားပြီပေါ့။ခုနကပြောသလိုပဲမနေ့ကစွန်ကိုင်မျိုးနာမှာလှုပ်သွားတဲ့မယင်လဲကသတိပြီးလိုက်သလိုပဲတခါတလေ အကြီးမားဆုံးအန်တရေကကျွန်တော်တို့ခြေတော်အောက်ကမြေကြီးတဲကနေလာတတ်ပါတယ်။ဟုတ်ပါတယ်ရှင်။ မြန်မာနိုင်ငံမှာဘာကြောင့်ငလျင်တွေဒီလောက်ခဏခဏလုံနေရတာလဲမြန်မာနိုင်ငံဟာဘူမိဗေဒရေအလွန်တက်ကြွတဲ့နေရာမှာတည်ရှိနေလို့ပါအဓိကတော့ကျွန်တော်တို့နိုင်ငံကကမ္ဘာဒုတိယအကြီးဆုံးငလင်ရပ်ဝန်းဖြစ်တဲ့ Alpine Himalayan တောင်ငလင်ရပ်ဝန်းပေါ်မှာတည်ရှိနေတယ်။ဟုတ်ကဲ့။နောက်ပြီးတော့အိန္ဒိယကြောက်ချက်လွာကမြဝါမီလွာချက်အောက်ကိုအရွှေ့ဘက်ကနေတနစ်ကိုစင်တီမီတာအနည်းငယ်နှုန်းနဲ့အဆက်မပြတ်တိုးဝင်နေတာပါ။ဒီတိုးဝင်မှုကြောင့်စုပုံလာတဲ့ဖိအားတွေက ပြည့်ရွေကြောတွေကနေတဆင့်ငရင်နဖိထွတ်ပေါ်ရှာကြတာပါရှင်။အဲ့ဒီပြည့်ရွေကြောတွေထဲမှာအန္တရာယ်အကြီးဆုံးလို့ပြောကြတဲ့စစ်ကိုင်းပြည့်ရွေကြောအကြောင်းလည်းနည်းနည်းရှင်းပြပေးပါအောင်။သူ့ကိုဘာလို့ဒီလောက်အန္တရာယ်ကြီးတယ်လို့ထပ်မကြတာလဲ။စစ်ကိုင်းပြည့်ရွေကြောကမြန်မာနိုင်ငံလင်ရင်အန္တရာယ်ရဲ့အထူးအဆက်ကောင်လို့ပြောလို့ရပါတယ်ရှင်။အင်းတောနိုင်ငံရဲ့လေကိုမြောက်ကနေတောင်ကိုကီလိုမီတာထပ်ထုံးညီလောက်ရှေ့လျက်စွာချက်တန်းသွားတယ်။အန္တရာယ်ကြီးဆိုးဖျက်တဲ့အကြောင်းရင်းကဒီပြည့်ရွေကြောကြီးဟာမြို့ကြီးဒီနားမှာရှိနေလို့လား ဟုတ်ပါတယ်။ရန်ကုန်နေပြီးတော့မန္တလေးဖေကူးတောင်ကိုလိုလူဦးရေတားနေချီနေထိုင်တဲ့မြို့ကြီးတွေကိုချက်သွားလာတမမို့အလွန်နီးကပ်စွာတရှိနေလို့ပါပဲ။ဟဲ့။ဒါကကျွန်တော်တို့ရဲ့အဓိကမြို့ကြီးတွေအောက်မှာအချိန်မဝဲပေါက်ကွဲနေတဲ့ဘူမိပြာဆွန်ညာဘုံတလုံးရှိနေတယ်လို့ပါပဲ။ဒါကြောင့်ဒီပြည့်ရွေကျော်လုံရှားခန့်ရင်ပျက်စီးဆုံးရှုံးမှုကြီးမားနိုင်ခြင်းရှိပါတယ်။ဒီအချက်ကတက်တော်လေးတတိပြုစရာပဲ။လူတွေစိတ်ရဝင်စားဆုံးမိကူးတစ်ခုကတတိဆန်တွေကငတ်လျင်ကိုကြိုတီးနိုင်လားဆိုတာပဲ။ကိုယ်ရင်က ခွေးလေးကြောင်လေးက ထူးထူးခြားခြားတွေလုံနေဒါကိုငလင်လာတော့မယ်ရှေ့ပြလအဖြစ်ယူဆလို့ရလားဒါကနှစ်ပေါင်းများစွာယုံကြည်ခဲ့ကြတဲ့အယူအဆတစ်ခုပါရှင်။တိဗတ်နီကျရှူးထောင်းကကြည်ရင်တော့ငလင်းတစ်ခုကိုဘယ်အချိန်ဘယ်နေရာမှာဘလောက်ပြင်းအားနဲ့လှုံမယ်ဆိုတာတိတိယကျကြိုတင်ခန့်မှန်းလို့မရနိုင်သေးပါဘူး။မရသေးဘူးနော်။ဟုတ်ကဲ့။ဒိတ်ဆန်တွေရဲ့တုံ့ပြန်မှုမှာတော့ဖြစ်နိုင်ခြေတစ်ခုရှိပါတယ်။ငလင်းလိုင်းမှာ P wave နဲ့ S wave ဆိုပြီးနှမျိုးရှိတယ်။ဟုတ်ကဲ့။ ဖြူဝေးကအတန်လိုပဲမြ мян ရောက်ကြီးတွန်ခါမှုအားနည်းတယ်လူတွေမခံစားမိနိုင်ဘူးနောက်ကလိုက်လာတဲ့ S wave ကမှအားပြင်းပြီးအပြက်စီးဖြစ်စေတာပါအင်းဒိဋ္ဌန်တွေကအာယုံခံစားမှုပိုကောင်းတော့လူတွေမသိနိုင်တဲ့ဖြူဝေးကိုအရင်ခံစားမိလို့ထိတ်လန့်တကြတွန်ပြန်တာဖြစ်နိုင်ပါတယ်ရှင်အော်ဆိုတော့ကိုခွေးကထူးထူးခြားခြားဟောင်းနေဟင်ဒါကိုအတီယူပြီးအိမ်ပင်ပြေးထွက်ရမှာလားဒါမှမဟုတ်အပြင်မှာကြောင်တကောင်တွေ့လို့ဟောင်းနေတာလားဘလို့ခွဲမလဲဟုတ်တယ်အဲ့ဒါကအဓိကပြဿနာပဲ တရေဆိုင်နေတဲ့အပြူမူကိုအခြားကျောင်းယာရီနဲ့ခွဲခြားပြီးတဟငလင်ကျောင်းမယ်လို့တတ်အပ်ပြောဖို့ကမဖြစ်နိုင်သေးပါဘူးဟုတ်ပါပြီဒါကြောင့်သူတို့ကိုယုံကြည်စိတ်ချရတဲ့ငလင်ကျော်ရင်ခတ်မိုင်းစနစ်အဖြစ်အသုံးမပြုနိုင်သေးပါဘူးအကောင်းဆုံးနဲ့တခုတည်းသောစိတ်ချရနီလန်ကတော့ကျော်ရင်ပြင်ဆင်ခြင်းပါပဲငလင်လုတ်ပြီဆိုတာနဲ့ wap အကာအကွယ်ယူခိုင်မြဲစွာစုတ်ကိုင်းထားပါ drop cover hold on ဟုတ်ပါပဲအဲ့ဒီဆောင်ဘိုးတိုင်းလုဆောင်ဘိုးကသာအထီရောက်ဆုံးကာကွယ်မှုပါပဲရှင်ကောင်းပါပြီ ဒါဆိုရင်ကျွန်တော်ရဲ့အိမ်ဒီကိုပြင်ဆင်ဖို့ရုပ်ပိုင်းဆိုင်ရာအရာ drop cover hold on လို့ဖို့ဆွေးနွေးပြီးသွားပြီ။ဒါပေမဲ့မြေကြီးကိုတိုင်ကတုံခါနေတဲ့အချိန်မှာကိုစိတ်ကိုတော့ဘလို့ပြင်ဆင်မလဲ။ဒီလိုအချိန်တွေမှာလူတော်တော်များများကကိုယ့်ရဲ့ယုံကြည်ရာကိုအားကိုးကြတယ်။ဘုရားဘာသာရှုထောက်ကနေဒီအနယ်ကိုဘလို့ရှုမြင်လဲဆိုတာကိုလည်းဆက်ပြီးဆွေးနွေးကြင်ပါတယ်။စိတ်ဝင်စားစရာရှုထောင့်တစ်ခုပါရှင်။ဘုရားဘာသာစာပေကျမ်းကတည်းကငလင်းဟာအများသိထားတဲ့ ကကြီးသုံးပါတော့မှတိုက်ရိုက်မပါဝင်ပါဘူး။ဩဟုတ်လား။ဟုတ်ကဲ့ကကြီးသုံးပါကတထန်တရကမင်းကြီးလက်နက်ပြီးယောဂန်တရကမင်းကြီးယောဂပြီးနဲ့ဒုတ်ပြီးခန္တရကမင်းကြီးငတ်မွေကောင်းပါချင်ပြီးပါ။ငလင်ကိုတော့ဥတုနီယာမလို့ခေါ်တဲ့တဘာဝတရားရဲ့ဖောက်ပြန်မှုသင်္ခါရတရားရဲ့မမြဲခြင်းမပေါ်ရဖြစ်ပေါ်လာတဲ့အန္တရာယ်တစ်ခုအဖြစ်ရှုမြင်ပါတယ်။ ဒါဆိုရင်ဒီလိုရှောင်လွဲလို့မရတဲ့တဘာဝတရားကိုဘုရားရဲ့အဆုံးအမအရာဘယ်လိုရင်ဆိုင်ရမလဲခင်ဗျာဘုရားရဲ့အဆုံးအမကအရန်ကိုလက်တွေ့ကြပါတယ်ဘေးအန္တရာယ်ကိုရင်ဆိုင်တဲ့အခါကံနဲ့ညံကိုရှင်တွဲသုံးဆွဲဖို့လမ်းညွှန်ထားပါတယ်ကံနဲ့ညံဟုတ်ကဲ့ညံဆိုတော့ခုနပြောခဲ့တဲ့ drop cover hole on လို့တစ်ပနေကြပြင်ဆင်မှုတဲ့အန္တရာယ်ကင်းတဲ့နေရာကို ရှောက်ဖွေနိုင်တဲ့အသိဉာဏ်ပြင်ရတယ်ပါပဲဟုတ်ပါပြီကံဆိုတဲ့အပိုင်းကတော့စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်မှုကိုဆိုလိုပါတယ်ဥမာ ဓမ္မဟောဝေယခတိဓမ္မချာရီဆိုတဲ့အတိုင်းတရားကျင့်သုံးသူကိုတရားကပြန်လဲဆွန့်ရှောက်တယ်ဆိုတာမျိုးကိုပူကျင့်တိလာလုံကြုံအောင်နေထိုင်ခြင်းကစိတ်ကိုကြန့်ခိုင်စေတယ်။ဟွယေကနာတုံဝတတုံလိုပရိတရားတော်ရီရွတ်ဖတ်တာမိကြပွားများတာတွေကအကကွယ်တစ်ခုဆိုတာထက်ကြောက်ရွံ့ထိတ်လန့်နေတဲ့စိတ်ကိုတည်ငြိမ်အေးချမ်းအောင်လေ့ကျင့်ပေးတဲ့စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းလေးပါပဲရှင်။ဆိုလိုချင်တာကဒါတွေကတန်ခိုးစွမ်းအားနဲ့ကာဝယ်ပေးတာမျိုးထက်ကိုယ်စိတ်ကိုအကျက်အသေးတမ်းမှကြန့်ခိုင်နေအောင်လေ့ကျင့်ပေးတဲ့နည်းလမ်းတွေပါ။ တတိတရားနဲ့နေနိုင်တဲ့သူကအခြေအနေကိုပိုပြီးကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်တယ်ဆိုတဲ့သဘောမျိုးလားသိကြပါရဲ့ရှင်အဓိကဆုံးကတတိပါပါပဲ mindfulness ပေါ့ဖះရှင်ရဲ့အဓိကလဲညို့ချက်ကအပါမာဒမကြီးမမေ့မလျို့ခြင်းမှာဟုတ်ကဲ့ငလင်းလွတ်နေချိန်မှာထိလက်နေကြခိနေရင်ဘာမှမမြင်နိုင်တော့ဘူးအခုငလင်းလွတ်နေတယ်ဒါသဘောတရားပဲငါဘာလို့ရမလဲလို့တတိကနိုင်မှသာလူနောက်ရလမ်းကိုမြင်နိုင်မှာပါဟွန်းဒီတဲ့ပုံနဲ့တဲ့ကြော်လွားနေကတော့တန်ဝဲကယူခြင်းမှာပဲ ခိုင်မာလာတဲ့ထင်းနဲ့မြေကြီးပင်လေမမြဲပဲလှူရှားဖြစ်စည်းနိုင်တာကိုမြင့်မြင်တွေ့ရတဲ့အခါကိုခန္ဓာကိုယ်ရဲ့မမြဲခြင်းတဘောအနိစ္စကိုပါဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်ဒါဟာဘေးအန္တရာယ်ကိုဉာဏ်ပညာဖြင့်ပြောင်းလဲလိုက်တာနဲ့အတူတူပါပဲဒါဆိုဒီနေ့ဆွေးနွေးမှုတွေကိုပြန်ချုပ်ရရင်ကျွန်တော်တို့ဟာပြင်းစစ်မှုအလွာသုံးလွာကိုဆွေးနွေးခဲ့ကြတယ်ပထမဆုံးမိုးလီဝါဒအလွာမှာတော့ပင်လယ်ပြင်မှာမုန်တိုင်းအန္တရာယ်မရှိပေမဲ့လာနီညာကျွန်းအေးတဲ့ဆောင်းရာသီအတွက် ကြားမရည်နဲ့အထူးသဖြင့်မိထွေးမိဖို့အန္တရာယ်ကိုတတိပြုဖို့လိုတယ်။ဟုတ်ပါတယ်။ဒုတိယမိကြီးအောက်အလွာမှာတော့မြန်မာနိုင်ငံကငလင်းအန္တရာယ်အမြင်ရှိနေတဲ့အတွက်သိပ်ပိုင်းနေကြ drop cover hold on ပြင်ဆင်မှုကအရေးကြီးတယ်။နောက်ဆုံးစိတ်ပိုင်းဆိုင်ရာ အလွာမှာတော့ဉာဏ်ပညာနဲ့ရှင်တဲ့တတိတရားကအခက်အခဲကိုကျော်လွှားဖို့အကောင်းဆုံးလက်နက်ဖြစ်တဲ့ဆိုတာပါပဲ။ ဟုတ်ပါတယ်ရှင်ဒီချက်နဲ့ပုံမှန်အခြေခံပြီးနားထောင်လို့ဒီအကွက်စဉ်းစားစရာအတွေ့အကြုံချန်ထားခဲ့ချင်ပါတယ်ဟုတ်ကဲ့ပြောပါခင်ဗျာကျွန်တော်တို့ရဲ့အိမ်တွေကိုငလျင်တန်းခန်းနိုင်အောင်ပြင်ဆင်ဖို့စိတ်ကိုတတိတရားနဲ့ကာကွယ်ဖို့ဆွေးနွေးခဲ့ကြပြီပါဗျဒါပေမဲ့ဒီထက်ပိုကျပြန်တဲ့ကျွန်တော်တို့ရဲ့မြို့ပြဒီဘူအဖွဲ့စည်းရရဲ့ခန်းနန်ရဲ့အတွေ့ရောဘလို့ပြင်ဆင်ကြမလဲစကိုင်းပြည့်ရွက်ကြောလို့အန်တယ်ကြီးတွေကလူဦးရေထူထက်တဲ့မျိုးကြီးတွေအနီးမှာရှိနေခြင်းမှာရှေးဟောင်းအသိပညာတွေနဲ့ ခင်မီမျောပြစီမံကိန်းတွေကိုဘလို့ပေါင်းဆက်ပြီးအားလုံးအတွက်ဘေးကင်းတဲ့အနာဂတ်ကိုတည်ဆောက်နိုင်မလဲဆိုတာကတော့ကျွန်တော်အားလုံးဆက်လက်တွေးခေါ်အဖြေရှာရမယ်မေကွန်းတစ်ခုပါပဲရှင်။အလွန်တုံးတဲ့မေကွန်းတစ်ခုနဲ့အတူဒီနေ့အစီအစဉ်ကိုဒီမှာပဲညီကုန်းချူလိုက်ပါစေ။ကြီးရှုနားဆင်နေကြတဲ့ပရိသတ်ကြီးအားလုံးလည်းစိတ်ချမ်းသာကိုကြမ်းမှရှိကြပါစေလို့ဆုတောင်းမေတ္တာများပို့သပေးလိုက်ပါရခင်ဗျာ။မင်္ဂလာပါရှင်။ MM Thinker YouTube Channel ရဲ့နေ့စဉ်မိုးလေဝသအတင်းနေနဲ့သုံးသက်ချက်ဒီအစီအစဉ်တိုင်းပြန်လည်ကြိုးဆိုလိုက်ပါရ။ ဒီနေ့ကတော့2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့ထည့်ပါတယ်။ဟုတ်ကဲ့ပါမင်္ဂလာပါခင်ဗျာ။ဒီနေ့ကတော့လေတမတော့ပုံမှန်မိုးလေဝသခန့်မှန်းချက်တွေကိုခဏရ延ားပြီးတော့မနေ့ကစွန့်ကင်မျိုးအနည်းမှလုတ်ခတ်သွားခဲ့တဲ့မြေလင်းကိုခြေကန်ပြီးအရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုအမြင်မတူတဲ့ရှုထောင့်တွေနဲ့ဆွေးနွေးသွားခြင်းပါလေရှင်။ဟုတ်ပါပဲကျွန်တော်တို့ဒီနေ့ဆွေးနွေးမယ့်အဓိကမေးခွန်းကတော့ဒါပါပဲငလစ်အန်တရယ်ကိုရင်ဆိုင်တဲ့နေရာမှာတိတ်ပတ်နေကြပြင်ဆင်မှုတွေခိုင်မာတဲ့အဆောင်အဆိုင်ရာမူဝါဒတွေကအဓိကအုံမြစ်လား ဒါမှမဟုတ်ယဉ်ကျေးမှုထဲမှာအမြင့်တွယ်နေတဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ဘာသာရေးအစွန်းမတွေကပိုပြီးအရေးပါတဲ့အကောက်ဝဖြစ်နေမလားဆိုတာပါပဲဟုတ်ကဲ့ပါဒီဆွေးနွေးမှုမှာတော့ကျမကသိပ္ပံနိကြပြင်းစင်မှုတွေရဲ့အရေးပါမှုကိုအဓိကထားပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်ရှင်ဤတော်ကိုလုံးမငင်းပါဘူးဒါမင်းနဲ့လေတကယ်တမ်းရေးကြုံလာတဲ့အခါအဲ့ဒီအသိပညာကိုလက်တွေ့အသုံးချနိုင်မှုလိုအပ်ခဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုသာ မရှိခဲ့ရင်အဲ့ဒီအသိပညာကအချီးနှီးပဲလို့ကျွန်တော်ယုံကြည်တဲ့အကြောင်းဆွေးနွေးသွားမှာပါခင်ဗျာ ွန်ပါပြီရှင်ဒါဆိုရင်ကျမရဲ့အမြင်ကိုအရင်ဆုံးဆက်တင်တင်ပြပါရစေအဲမြန်မာနိုင်ငံဟာကမ္ဘာအကြီးဆုံးငလင်ရွက်ဝန်တွေထဲမှာတစ်ခုဖြစ်တဲ့အပိုင်းဟိမဝန္တာရွက်ဝန်ပုံမှာတည်ရှိနေတာပါအထူးတစ်ဖြစ်ပေါ့နော်နိုင်ငံရဲ့အဓိကမြို့ကြီးတွေအနည်းကဖြစ်သွားတဲ့စစ်ကွိုင်းဖြက်ရွေကြောရဲ့အန်ဒီရဲကတော့လုံးဝမြေကွယ်ဖြူလို့မရတဲ့အမှန်တရားတစ်ခုပေါ့ဒီလိုရုပ်ပိုင်းဆိုင်ရာချင်းချောက်မှုကိုရင်ဆိုင်ဖို့အတွက်ကျမတို့မှာရုပ်ပိုင်းဆိုင်ရာကာကွယ်ရေးစစ်တပ်တွေပဲလိုအပ်ပါတယ်ဥပမာ နိုင်ငံတကာမှာအသက်ပေါင်းများစွာကိုကယ်တင်ခဲ့ပြီးဖြစ်တဲ့ဝါချအကာအကွယ်ယူခိုင်မြဲစွာစုကိုင်ထားလို့မျိုးတစ်ပတ်နီးကြတက်တက်ပြပြီးတားလို့ဆောင်ချက်ဒီနောက်ပြီးတော့ငလင်တန်ထန်နိုင်တဲ့အဆောက်အုံဒီဇိုင်းကိုတွေကိုတင်းတင်းကျပ်ကျပ်အကောင့်ထဲပေါ်တာဒီအေပေါ် PC8 တွေကိုကြိုတင်ပြင်ဆင်ထားတာဒီအဲ့ဒါတွေပဲဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာကြံခိုင်မှုကတိုင်ဖို့ရှိနိုင်ပေမဲ့ပြိုကျလာမယ့်အဆောက်အုံတစ်လုံးကိုတော့သူကမတားနိုင်ဘူးလေဒါကြောင့်မလို့ကျမတို့ရဲ့အဓိကအရင်းမြင့်ဒီဟုတ်ကဲ့ခင်ဗျာတင်ဗန်နဲ့တိပြန်ညကြပြင်ဆင်မှုနဲ့အရေးပါပုံကိုကျွန်တော်လေးစားပါတယ် ဒါမဲ့အဲ့ဒါဟာညှိမဲ့ခြင်းရဲ့တခြားပဲလို့ကျွန်တော်မြင်တယ်။ခမည်းပြောတဲ့ drop cover hold on ကို လူတိုင်းစာရွေးတော့တည်နိုင်တာပေါ့။လေ့ကျင့်နိုင်တယ်။ဒါမဲ့ Richter scale ခုနှစ်အဆင့်ရှိတဲ့ငလင်တစ်ခုကကိုယ့်ခြေတော်အောက်မှာတကယ်လှုပ်လာတဲ့အခါအဆောက်အုံတစ်ကလုံးတုံးခါနေတဲ့အချိန်မှာအဲ့ဒီအသိပညာကိုဘယ်နှယောက်က ACC တတိယပြီးလှုပ်ဆောင်နိုင်ပါလဲခမည်း။အဲ့ဒီအချိန်မှာလူရဲ့ပင်ကိုအတိစိတ်ထဲကဟိတ်လန့်မှုကဥဆောင်တာတာပါ။ဆိုတော့ဒီဟိတ်လန့်မှုကိုမထိန်းချုပ်နိုင်ရင် သင်တိထားတဲ့အသိပညာအလုံးဟာအသုံးမဝင်တော့ဘူးအဲ့ဒီနေရာမှာပဲဗုဒ္ဓဘာသာရဲ့အဓိကအဆုံးအမဖြစ်တဲ့တတိကဝင်လာတာပါဒါကစိတ်သက်သာရာရဖို့ဘုရားစာရွတ်တံမျိုးတက်တက်မဟုတ်ပါဘူးဖြစ်ပေါ်နေတဲ့အခြေအနေကိုအရှိအတိုင်းလက်ခံပြီးတော့ကြောက်စိတ်ကိုလမ်းမမသွားအောင်ထိန်းချုပ်တဲ့အာလက်တွေ့ကြတဲ့စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတကူပါတတိရှိမသားခမည်းပြောတဲ့တိပိဏညာကျနီးလည်းနေကိုအသက်သွင်းနိုင်ပါဒါကြောင့်စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုဆိုတာသိပံပညာရဲ့ဖြည့်စွက်ချက်မဟုတ်ပဲ အဲ့ဒီပညာကိုအတုံးချနိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံအုံမြင့်ဖြစ်တယ်လို့ကျွန်တော်တင်ပြခြင်းပါတယ်ခင်ဗျာအဲ့ဒီအချက်ကိုတော့ကျွန်မသိလက်မခံနိုင်ဘူးရှင်။ဘာကြောင့်လဲဆိုတော့လေခင်ဗျားကပြဿနာရဲ့အရေးအမြစ်ကိုနည်းနည်းလေးလွှဲမစွာဖော်ထုတ်နေလေလို့မြင်လို့ပါ။ Drop cover hold on ကိုလူတွေမလို့ဆောင်နိုင်တာဟာစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ဖို့မရှိလို့မဟုတ်ပါဘူး။လုံလောက်တဲ့လေ့ကျင့်မှုနဲ့အလျက်ချင်းမစုံ memory လို့ခေါ်တာပေါ့။အဲ့ဒါမရှိလို့ပါ။ဂျပန်နဲ့နိုင်ငံကမူလတန်းចောင်းသားလေးတွေဟာ ငလျင်လူပိစွမ်းနအလိုအလျောက်စားဝဲခုံအဝန်သွားကြတယ်။ဒါဟာသူတို့တတိကနေလို့မဟုတ်ပဲငယ်စဉ်ကတည်းကအချင်းချင်းအခါခါလေ့ချင်းထားတဲ့အတွက်ခန္ဓာကိုယ်ကအလိုလိုတုံ့ပြန်တာပါ။ဆိုတော့ကျမတို့လောက်ရမှာကစိတ်ပညာဆွေးနွေးခွဲလေးလုပ်နေဖို့မဟုတ်ပဲကြောင်းတွေ၊ယုံတွေ၊ရက်ကွက်တွေမှာငလျင်ပဲအန်တဲ့ကကိုရေးလေ့ချင်းမှုတွေကိုမဖြစ်မနေပုံမှန်ပြုလုပ်ခိုင်းဖို့ပါပဲ။အလေအချင်းကထိတ်လိုက်မှုကိုကြော့လွှားနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုဆိုတာကတိုင်းတရာခတ်တီလူတီအုတ်ချီစီပုံမှာအယံမှုတီလုံးတဲ့အတွက် နိုင်ငံတော်အဆင့်မူဝါဒတစ်ခုအနေနဲ့ချမှတ်ဖို့လက်တွေ့မကျဘူးလို့ထင်ပါတယ်ရှင်ခမရရဲ့ဂျပန်နိုင်ငံဥမာကอืมစိတ်ဝင်စားစရာကောင်းပါတယ်ဒါပေမဲ့အဲ့ဒီဥမာကကျွန်တော်အဆိုကိုပိုပြီးခိုင်မာစေတယ်လို့ပဲမြင်နေခမရဂျပန်လူမျိုးတွေရဲ့စီကံလိုက်နာမှုနဲ့အဖွဲ့လိုက်လှုပ်ဆောင်လိုက်စွမ်းဟာသူတို့ရဲ့နှစ်ထောင်ချီရှည်လျားတဲ့ဇန်ဗုဒ္ဓဇမ်နဲ့ရှင်တိုယွန်းကြီးမှုကနေဆင်းသက်လာတဲ့စူပေါင်းစိတ်တက်နဲ့စိတ်တည်ညီမှုပေါ်အခြေခံထားတာပါဒါဟာ muscle memory ဆိုတာထက်ပိုနှိုင်းပါတယ်ဟုတ်သူတို့ရဲ့လက်ကျင့်မှုတွေအောင်မြင်တာဟာ ဲ့ဒီလိုရည်ကျင်းမှုနောက်ခံခိုက်ခိုက်မှမှရှိနေလိုပါကျွန်တော်တို့နိုင်ငံမှာအလားတူလေ့ကျင့်မှုတွေလုပ်ရင်အတိုက်အခတ်တခုတည်းတော့အောင်မြင်နိုင်မှာပေါ့ဒါမှလည်းတကယ်တမ်းအရေးကြုံလာတဲ့အခါလူတွေရဲ့သုံးပြန်မှုကကွဲပြားပါလိမ့်မယ်နောက်တစ်ချက်ကခင်ဗျားကအဆောက်အအုံထဲမှာရှိနေတဲ့အခြေအနေတခုတည်းကိုပဲကြည့်နေတယ်အကယ်၍လူကြေးုပ်ကလက်မော့ပေါ်မှာဒါမှမဟုတ်ပင်လင်းတဲ့နေရာတခုမှာငလင်းနဲ့ကြုံတဲ့အခါဘာဖြစ်မလဲအဲ့ဒီအချိန်မှာ drop cover hold on ကအလုံးမဖြစ်တော့ဘူးလေအဲ့ဒီအခါမှာပမွင့်ကျင်ကိုအကယ်ခတ်ဒီအန်ဒရဲ့အကင်းဆုံးနေရာကိုရွေးချယ်နိုင်ဖို့ တခြားသူတွေကိုကူညီဖို့အတွက်တည်ငြိမ်ရစိတ်ကသာအဓိကအသက်ကယ်ကိရိယာဖြစ်လာမှာပါအဆောက်အုံပိုင်းကိုပြန်သွားကြည့်ကြအောင်ဒါကအရေးကြီးဆုံးအချက်လို့ကျွန်မချင်တယ်လူတယောက်ဘလောက်ပဲစိတ်တည်ငြိမ်နေပါစေစမ်းချိန်မမီတဲ့အဆောက်အုံတစ်ခုကသူ့အဖို့ပြောကြလာရင်သိဆုံးမှာပဲလိဒါကြောင့်ကျမတို့ရဲ့ပထမဆုံးနဲ့အဓိကဦးစားပေးဖြစ်တင်တာက လူတွေရဲ့စိတ်ကိုပြုပြင်ဖို့ထက် လူတွေနေချိုင်တဲ့အဆောက်အုံတွေကိုပြုပြင်ဖို့ပါစကိုင်းပြည့်ရဲ့ကြောဟာ ရန်ကုန်မန္တလေးဘဲခုလိုမြို့ကြီးတွေရဲ့အနီးနားကဖြတ်သွားနေရယ်ဆက်လက်ဒီမြို့တွေမှာရှိတဲ့အဆောက်အုံဘယ်နှခုကငလျင်တန်ခနိုင်အောင်တိဆောက်ထားတယ်လေဒါကနိုင်ငံတော်အဆင့်အင်ဂျင်နီယာပိုင်းဆိုင်ရာနဲ့မူဝါဒပိုင်းဆိုင်ရာပြဿနာကြီးပါဒီပြဿနာကိုမဖြေရှင်းဘဲနဲ့တဝူးချင်းရဲ့စိတ်ပိုင်းဆိုင်ရာ ကြန့်ခိုင်မှုကိုအဓိကထားဆွေးနွေးနေတာဟာတကယ့်အန်ဒီယာကိုမျက်ခွေပြုပြီးအေးမကြီးရဲ့ညာကိုအာယုံဆိုင်နေသလိုများဖြစ်မနေဘူးလားရှင်အေး ခမကကျွန်တော်အဆိုကိုလက်မစွာကောက်ချက်ချနိုင်ပြန်ပါပြီကျွန်တော်ကအဆောက်အုံတွေရဲ့ရေပောင်းမှုကိုရှော့မတွေ့ပါဘူးဒါပေမဲ့ခမကတခုတမမအခြားတခုဆိုတဲ့ချင်းကဲမှုကိုတုံးနေတယ်ကျွန်တော်ကတော့နှစ်ခုလုံးအတူတကွာဆိုတဲ့မြင်ကိုတင်ပြနေတာပါခမဟုတ်တယ်အဆောက်အုံတွေခိုင်ခံဖို့လိုတယ်ဒါပေမဲ့ငလင်လုတ်ပြီးပထမဆုံး second ပိုင်းနေမိနစ်ပိုင်းနေကြော်လွန်သွားတဲ့အခါဘာဆက်ဖြစ်မလဲပြိုကျနေတဲ့ပျက်စီးတဲ့ကြားထဲမှာဖိတ်မိနေတဲ့တူတွေကိုကဲတင်မှု ဒဏ်ရာရသူတွေကိုပြုစုဖို့ယာယီခွန်လွန်ရာစခန်းနေတီတောင်မူအချင်းချင်းအားပေးကူညီမှုလွဲ့လာပြီးအဲ့ဒီချိန်မှာအင်ဂျင်နီယာတွေနဲ့မူဝါဒချမှတ်သူတွေကနေရာတိုင်းကိုချက်ချင်းရောက်မလာနိုင်ဘူးလေအဲ့ဒီခါမှာအသက်ရှင်ချန်ရဲ့တူတွေရဲ့စိတ်တက်ကြန့်ခိုင်မှုမေတ္တာတရားနဲ့အပြန်လန်ကူညီမှုကအသက်ပေါင်းများစွာကိုထပ်မံကယ်တင်နိုင်မဲ့ဒုတိယလိုင်းကယ်ဆယ်ရေးထိလာမှာပါတိပ္ပဏိကြချင်းကမှုကငလင်လုံနေစဉ်အတွင်းကိုအထိတာထားပြီးတော့ကျွန်တော်ပြောနေတဲ့စိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုက ငလင်လုတ်ပြီးနောက်ဆက်တွဲကာလအတွက်ပါအရေးကြီးတဲ့ဆိုတာကိုထဲ့အတွင်စဉ်းစားသင့်ပါတယ်ခမညာခညာရဲ့မေတ္တာရတော့ဒါသာရဲ့ဆုံးမတော့ကိုအခြေခံတဲ့ချင်းကမှုမှာအန်တရဲ့တဖို့ကိုတော့ကျွန်မမြင်တယ်ရှင်အဲ့ဒါကဘာလဲဆိုတော့ကန့်ကျင်မာကိုယုံကြည်ပြီးလက်မှန်ချတတ်တဲ့ fatalism သဘောတရားကိုအားပေးသလိုချစ်သွားနိုင်တာပါတယ်ဒါဟာကိုယ့်ရဲ့ကံပဲဆိုပြီးငလင်မတိုင်ငန်ကြိုတင်ပြင်းစင်မှုတွေကိုပေါ်ပေါ်ဆဆသဘောထားသွားနိုင်တယ်ဥပမာအေးပေါ် PCA ပြင်းစင်တာ အိမ်ကပိဘောကကြီးတွေကိုနေရနဲ့တွဲချီတာလိုမျိုးလက်တွေ့ကျရဲ့လှုပ်ဆောင်ချက်တွေအစားဖျားစာရွတ်တာကိုပဲအားကိုးသွားနိုင်တယ်။ဒါအစ်ပိုင်းကြီးချဂျိုတင်ကာဝေးရေဂျိုးပတ်မှုတွေကိုအားနည်းစေပြီးလူအသက်တွေကိုပိုလို့တောင်အန်တဲဖြစ်စေနိုင်မှာကိုတော့စူးရင်မိပါတယ်ရှင်။ဒါကဘုဒ္ဓအဆုံးအမကိုပပိုယံနားလည်မှုလွယ်ချင်းတဲ့နေ့ဖြစ်ပေါ်လာတဲ့စူးရင်မှုတစ်ခုပါပဲ။ဘုဒ္ဓတရားတို့ကကံကို ပုံချပြီးလက်မှိုင်ချခိုင်းတဲ့တရားမဟုတ်ပါဘူး။အဓိကက ကံနဲ့ညံကိုယင်တွဲထုံးဆွဲဖို့လမ်းညွန့်တာပါခမ ्या ပြောတဲ့အရေးပေါ်ဖြစ်စေအိပ်ပင်စင်တာအင်ကိုဆရခစ်အောင်လောက်တာတွေဟာညံကိုတုံးပြီးလက်ရှိဘဝမှာပြုလုပ်တဲ့ကောင်းမွန်တဲ့ကံအသက်ကြီးပါပဲဒါကိုဘယ်ဗုဒ္ဓအဆုမမှမတားမိပါဘူးကျွန်တော်ပြောနေရကအဲ့ဒီညံနဲ့ပြုလုပ်ထားတဲ့ပင်စင်မှုတွေကိုတကယ်အရေးကြုံလာတဲ့အခါမှာကြောက်စိတ်ကြောက်အတုံးမဝယ်မဖြစ်သွားအောင်တတိဆိုတဲ့စိတ်ပိုင်းဆိုင်ရာကံနဲ့ထပ်ပြီးအားဖြည့်ပြီးဟိုပြောနေတာပါ ရတနာတုတ်ကိုရွတ်ဖတ်တာဟာစိတ်ကိုတင်းရင်စေပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင်အထောက်ကူပြုတဲ့စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ကံတစ်ခုအဖြစ်ရှုမိရပါမယ်။ငယ်လင်ကိုမလောက်အောင်တားဆီးတဲ့မော်ပြင်းရာတစ်ခုအနေနဲ့မဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်အစိုးဟာလူတွေကိုလက်တွေ့ပြင်ဆင်မှုတွေကနေဝေးကွာတွားစင်မှာမဟုတ်ပဲစိတ်မှုတွေကိုပိုပြီးအဓိပ္ပာယ်ရှိရှိအသုံးချနိုင်အောင်စွမ်းအားမိပေးတာဒါဖြစ်ပါတယ်ခင်ဗျာ။ကောင်းပါပြီ။ဒါဆိုရင်တော့ကျမတို့ရဲ့ဆွေးနွေးမှုကိုပြန်ပြီးခြုံငုံကြည့်ရအောင်နော်။ ျမရဲ့အတိကယက်တီချက်ကတော့ငယ်လင်းလို့ရုပ်ပိုင်းဆိုင်ရာချိန်ချုံမှုအတွက်တစ်ပန်နေကြအချက်လက်တွေအင်ဂျင်နီယာမိုင်းဆိုင်ရာဆက်နွန်းတွေနဲ့လက်တွေ့ကြတဲ့လေ့ကျင့်မှုတွေဟာ အစားထိုးလို့မရတဲ့မထိမနေလိုအပ်တဲ့အခြေခံအုံမြင့်ဖြစ်တဲ့ဆိုထားပါပဲစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုဟာအထောက်ကိုပြုနိုင်ပေမဲ့ရုပ်ပိုင်းဆိုင်ရာဘေးကင်းလုံခြုံမှုကို အာမမခံနိုင်တဲ့အတွက် ဒါဟာကျမတို့ရဲ့ပထမဦးစားပေးမထစ်တဲ့ဘူးလို့ကျမဆက်လက်ယုံကြည်ပါတယ်ရှင်။ခိုင်မာတဲ့အဆောက်အုံနဲ့စနစ်ကြတဲ့အရေးပေါ်တုံ့ပြန်မှုစီမံချက်ဒီမှာရှိပဲနဲ့ဘလို့စိတ်တက်ခွန်အားမျိုးကမှအသက်တွေကိုထိထိရောက်ရောက်မကဲ့ကင်နိုင်ပါဘူး။ဟုတ်ကဲ့။ကျွန်တော်တို့ရဲ့နောက်ဆုံးနှစ်ချို့ကတော့ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေဟာလူသားတွေရဲ့အတွေ့အကြုံတစ်စိတ်တစ်ပိုင်းကိုသာလမ်းချွန်နိုင်တယ်ဆိုတာပါပဲ။သိပ္ပံပညာကကျွန်တော်တို့ကိုမလုပ်ရမယ်ဆိုတာပြောပြနိုင်မင်းမင်းလေး။ အဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတဲ့စိတ်ခွန်အားကိုတော့မပေးနိုင်ပါဘူးအထူးသဖြင့်ကျွန်တော်တို့လိုယဉ်ကျေးမှုမျိုးမှလူတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဘာသာရေးဆိုင်ရာယုံကြည်မှုတွေကိုမျက်ကွယ်ပြုထားတဲ့ BN တရယ်ကာကွယ်ရေးစီမံချက်ကအမြင့်မရှိတဲ့အပြင်လိုပဲအရေးကြုံလာတဲ့အခါတရှိခနဲ့မှမဟုတ်ပါဘူးဒါကြောင့်ပြည်စုံပြီးထိရောက်တဲ့ကာကွယ်စနစ်တစ်ခုတည်ဆောက်ဖို့ဆိုရင်တိတ်ပိုင်နီးကြပြင်ဆင်မှုဆိုတဲ့ကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာကြံ့ကြံ့မှုဆိုတဲ့စိတ်နှစ်ခုကိုဟန်ချင်းညီညီပြောင်းဆက်ဖို့လိုအပ်တယ်လို့ပဲကျွန်တော်နှီးခွန်းချုပ်ချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင် ီအကြောင်းအရာကရှုထောင့်မျိုးမျိုးကနေဆက်လက်ဆွေးနွေးချရတဲ့အများကြီးရှိနေသေးတယ်ဆိုတာထင်ရှားပါတယ်။ဒီနေ့အတွက်တော့အချင်းစေးထွက်ပြီးဖြစ်လို့ဒီညမှာပဲရနာခွင့်ပြုပါရှင်။ဟုတ်ကဲ့ပါ။ဒီလိုအမြင်မတူမှုတွေကိုဆွေးနွေးခွင့်ရတာကကျွန်တော်တို့အားလုံးအတွက်အသိပညာပုံမတိုးပွားစေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။ကြီးရှုနာစင်နေကြတဲ့ပြိပတိအားလုံးလည်းစိတ်ချမ်းသာကိုကြမ်းမှရှိကြပါစေလို့ဆုတောင်းမေတ္တာများပို့တာပေးလိုက်ပါတယ်ရှင်။ Thank you. Welcome to MM Thinker. Please subscribe and don't forget to like, comment, and share.